မျိုးသမီးတွေလိန်စိတ်ဘာကြောင့်ကုန်တာလဲလိန်စိတ်ဆန္ဒကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲမမေကိုအခုမေးထားတဲ့အမျိုးသမီးတယောက်ရှိပါတယ်သူကတော့သူ့ရဲ့အမျိုးသားကတော့အသက်၄ NMD ရဲ့အာအရာကြီးကိုလှုပ်ဖို့အတွက်စိတ်ဖိစီးမှုတစ်ခုအနေဖြစ်နေတယ်ဘလို့မှလှုပ်ဆောင်ခြင်းစိတ်မရှိဘူးအဲ့ဒါဘာကြောင့်လဲအဲ့တော့ဒီမေးကိုသူ့ private အနေနဲ့တော့သူ့ရဲ့အကောင့်ကိုမဖော်ပြတော့ဘူးဇက် ARTN အမျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင် အမျိုးသမီးတွေလိန်စိတ်ပါကြောင့်ကုန်တာလဲလိန်စိတ်ဆန္ဒကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲမမေကိုအခုမေးထားတဲ့အမျိုးသမီးတယောက်ရှိပါတယ်သူကတော့သူ့ရဲ့အမျိုးသားကတော့အသက်40နေ့စဉ်ရက်ဆက်ဒီလိန်စိတ်တွေတက်ကြွပြီးတော့သူ့ကိုအိယာပေါ်ကကိစ္စတွေအများရန်တောင်းဆိုရဲသူဖက်ကတော့အများရန်ဒီရဲ့အာအရာကြီးကိုလှုပ်ဖို့အတွက်စိတ်ဖိစီးမှုတစ်ခုအနေဖြစ်နေတယ်ဘလို့မှလှုပ်ဆောင်ခြင်းစိတ်မရှိဘူးအဲ့ဒါဘာကြောင့်လဲ တော့ဒီမေးကိုသူ private အနေနဲ့တော့သူ့ရဲ့အကောင့်ကိုမဖော်ပြတော့ဘူးအဲ့တော့မမေပြောချင်တာမမေတို့အမျိုးသမီးဒီဒီအသက်အရွယ်အပိုင်းခြားတစ်ခုရောက်လာလို့ရှိရင်ဒီလိုလိန်စိတ်တက်ကြွတဲ့အမျိုးသမီးတွေလည်းရှိသလိုလိန်စိတ်ကိုလုံးဝအစိတ်ပြက်ပြီးတော့မလုပ်ချင်တဲ့အမျိုးသမီးတွေလည်းရှိရဲအဲ့ဒီတဲမှာမှလိန်စိတ်ဆန္ဒကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့နီလန်းနေလည်းရှိတယ်ဒီအရာတွေကလိန်စိတ်ကုန်သွားပြီဆိုရင်မမေတို့အမျိုးသမီးတွေဒီ ကျမ်းမာရေးစိတ်ဖိစီးမှုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့အများကြီးဆိုင်ပါတယ်အဓိကအချက်ပြောချင်တာကတော့ကျမ်းမာရေးကျမ်းမာမှသာလင်ဒီလိန်စိတ်တွေကတက်ချွမှာ ဖြစ်ပါတယ်အဲ့တော့မကျမ်းမာတဲ့သူတွေကဒီယောဂအခန်းတစ်ခုခုရှိတဲ့သူတွေကဒီလိန်စိတ်ကတော့အလိုလိုရင်းယောကြတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲနောက်တစ်ခုကဘာလဲဆိုတော့မမေတို့အမျိုးသမီးတွေအသက်အရွယ်အပိုင်းခြားတစ်ခုရောက်ဆိုတချို့ကတော့သွေးဆုံးကင်တာစောတယ်တချို့ကသွေးဆုံးကင်တာကသွေးဆုံးသွားတာကစောတယ်တချို့ကသွေးဆုံးသွားတာနောက်ကြတာမျိုးလည်းရှိတယ်အဲ့လိုသွေးဆုံးဖို့စဝင်လာတဲ့အချိန် ီမျိုးမှာဆိုရင်လည်းဒီလိန်စိတ်ဆန္ဒလိန်ဆက်ဆံဖို့ကိုလုံးဝမလုပ်ချင်တဲ့အချိန်မျိုးတွေလည်းဖြစ်တတ်တယ်အဲအာဘာကြောင့်လဲဆိုတော့ မမေတို့ဒီခန္ဓာကိုယ်ကဟော်မုန်းအပြောင်းအလဲကြောင့်မလို့ဒီရဲ့ခန္ဓာကိုယ်မိမကိုယ်က၆တွေ့နေပြီးတော့ဒီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့တုတ်ချွဲတွေကမထုတ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လိမ်ဆက်ဆန်ခြင်းနဲ့စိတ်ကလည်းပျောက်သွားတဲ့အခြေအမျိုးလည်းရှိတာပေါ့ဒါပေမဲ့ဒီအရာတွေကအမြဲတမ်းရက်သက်သွားမလားဆိုရင်မဟုတ်ပါဘူးတွေးဆုံးပြီးသွားရင်လည်းဒီလိမ်ဆက်ကရက်သက်သွားလာလားဆိုလည်းမဟုတ်ပါဘူးဒီတွေးဆုံးပြီးသွားလို့ရှင်လည်းလိမ်ဆက်ကတော့ပြန်ပြီးမှရှိတဲ့အချိန်လည်းရှိတယ်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုပြန်ရအောင်ယူရမလဲလိမ်ဆက်ဆန္ဒဖြစ်အောင်ဘယ်လိုယူရမလဲ ကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့အမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာဒီလိမ့်စိတ်တွေကိုပြန်အာ feeling လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေလည်းရှိပါတယ်အဲ့တော့မမေတို့အဓိကပြောချင်တာကမမေတို့အမျိုးသမီးတွေဒီအာဒီအာလိမ့်ဆက်ဆံတဲ့အခါမှာကိုယ့်ကိုယ်ကိုပြန်သုံးသပ်ရမှာကျမ်းမမကျမ်းမလာရှိလား ဒီလိန်ဆက်ဆံတဲ့အခါမှာတချို့တွေကကျတော့လိန်ဆက်ဆံတန်းရင်တင်းနဲ့အာခားနာတာတွေရှိတယ်ဒီစီးအောက်တာတွေရှိတယ်နောက်ပြီးတော့မိမကူနာတာတွေရှိတယ်အဲ့လိုနာကျင်မှုတွေကြုံရလာပြီဆိုရင်ကိုယ်အထောက်ကူပြုစရာတော့ချောစီဖြစ်ပါတယ်အဲ့ဒီချောစီကိုတုံးချင်းအဖြစ်ကိုယ်အတွက်အထောက်ကူဖြစ်လာပြီးဒါလိန်စိတ်တစ်ဖြည်းဖြည်းပြန်ရလာနိုင်ဖို့လေအာနီလန်ကောင်းတစ်ခု လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကို့အတွက်တက်တောက်တက်တာလည်းဖြစ်စေပေါ့ပေါ့ပါပါလည်းဖြစ်စေဒါလိန်စိတ်ကိုပြန်ယူနောက်တစ်ခါကဘာလဲဆိုတော့မမေတို့အမျိုးသမီးတွေဒီဒီအမျိုးသားကိုရဲ့ပေါင်းလာတဲ့အမျိုးသားဖြစ်ဖြစ်ကို့ပါတနာနဲ့အဲပဲဖြစ်ဖြစ်ဆဆချင်းမာတာကိုတွေကထိတွေ့ရင်ခုန်မှုတွေကအစဖြစ်တဲ့အတွက်ကြောင့်မလို့နီလန်းတက်အဆန်းတွေနဲ့အစပြုပြီးတော့ဒီအဲ့ရပေါ့ကိစ္စလှုပ်ဆောင်ကြတာများတယ်နောက်ပိုင်းကြာလာတဲ့အခါမှာဒီလိုရင်ခုန်စရာကောင်းတဲ့နီလန်းအစ်စ်တွေကိုမလှုပ်ဆောင်တော့ဘဲနဲ့ဒီလိုတန်းပြီးတော့လိန်ဆက်ဆန်တဲ့ အခါမျိုးမှာဆိုရင်တော့တစ်ဖက်ကအမျိုးသမီးတွေကဒီအရာတွေကိုမနစ်သက်မနစ်မြို့တော့တဲ့အရာတွေလည်းဖြစ်သက်ပါတယ်အဲ့တော့ဒီလိမ့်လိမ့်ဆက်ဆန်ချင်တဲ့ဆန္ဒတွေကိုရယူဖို့ဆိုတာကအဲဒီလိုမျိုးတန်းပြီးအဲအဲ့ရဘောကိစ္စကိုလှုပ်ဆောင်ခြင်းမဟုတ်ပဲနဲ့အဲ intro ပေါ့နော် intro ကောင်းကောင်းလေးဝင်ရမယ် အဲ intro ဆိုတာကလည်းကိုယ့်ရဲ့ပါတနာကိုကိုကမရှက်ပဲနဲ့ပုံပုံလင်းလင်းတိုင်ပေးရမယ်ကိုဘလို position ကိုကြိုက်လဲကိုဘလို knee ကိုကြိုက်လဲကိုယ့်ရဲ့ခံစားမှုကဘလိုမျိုးကောင်းနေဆိုတာကိုပုံပုံလင်းလင်းတိုင်ပေးမှသာလဲဒီလိန်ဆက်တွေကပြန်ကြောက်လာမှာဖြစ်ပါတယ်အဓိကကတော့ပြင်ပြင်ဆင်ဆင်နေစေချင်ပါတယ်နောက်တစ်ခုကတော့ချမ်းမာကြီးလိုက်စားစေချင်ပါတယ်ဂျင်ကစားတာဖြစ်ဖြစ်လမ်းလျှောက်တာဖြစ်ဖြစ်အဲဒီချမ်းမာအားကစားတစ်ခုခုလောက်ခိုင်းတာပေါ့နော်အားကစားတစ်ခုခုလောက်အားကစားလောက်တဲ့သူတိုင်းကလိန်ဆက်တွေကအရန်တက်ကြွပါတယ်အားကစားလောက်တဲ့သူတိုင်းကအဒီ အာခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတွေကိုအမြဲတမ်း balance ညီအောင်ထိန်းထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့လိန်စိတ်တွေကလျော့ကြတာမျိုးလည်းဖြစ်ဘူးများတာလည်းမဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်လေးပဲသူကအမြဲတမ်းအာဒီဟော်မုန်းတွေကိုထိန်းပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားကစားကိုများများလုပ်စေချင်ပါတယ်အဓိကအချက်ပြောရရင်တော့ကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့အမျိုးသားနဲ့ကိုကအမြဲတမ်းဒီလိုပုံမှန်နေနေကြ အာ position ထက်အစ်အစ်အစမ်းအစ်အစ်အစ်အစမ်းဖြစ်တဲ့ position တွေကိုပြန်ပြောင်းပြီးအစ်အစ်အစမ်းဖြစ်တဲ့ intro တွေနဲ့ပြန်သွားမယ်ဆိုရင်တော့ဒီ link စိတ်တွေကပြန်ရနိုင်မယ်လို့အမေပြောချင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့တချို့အမျိုးသမီးတွေကကိုယ့်အမျိုးသားနဲ့ကိုယ့် အာဒီလိုအဲ့ရပေါ်ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာဖိစီးမှုအများလို့ရှင်လည်းမရဘူးအေးပြက်လို့ရှင်လည်းမရဘူးတချို့အမျိုးသမီးတွေကစိတ်ဖိစီးမှုကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့ကလေးကိစ္စကိုယ့်ရဲ့အိမ်ထွင်းရေးကိုယ့်ရဲ့စီးပွားရေးအတွက်အရန်ဖိစီးမှုများတဲ့အမျိုးသမီးတွေဆိုဒီလိန်ကိစ္စကိုအာလုံးဝလှုပ်ဆောင်ခြင်းနဲ့စိတ်မရှိတဲ့အချိန်ဖိစီးမှုဖြစ်နေတယ်ခဲ့လို့ရှင်ရင်တနေ့ကိုယ့်အတွက်၄နာရီအချိန်ပေးပြီးတော့အနားယူသက်ပါတယ် အေးဝအောင်အေးရမယ်ကိုယ့်အတွက်အချိန်ပေးရမယ်နောက်တစ်ခုကဘာလဲဆိုကိုယ့်ပါတနာကိုယ့်အမျိုးသားတွေနဲ့တီးတန့်အပြင်မှာလွတ်လွတ်လပ်လပ်အာဒီ feeling ကောင်းကောင်းနဲ့ပေါ့နော် intro ကောင်းကောင်းနဲ့အာဒီလိုတန်းပြီးအာပုံမှန်နီးကြကိုနှစ်စင်ပုံမှန်နီးကြဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့အစ်စ်အစမ်းကိုကြိုက်တဲ့ position ကိုတောင်းဆိုပြီးတော့အာလှုပ်ဆောင်ခြင်းအဖြစ်ဒီရဲ့လိန်စိတ်တွေကပြန်ပြီးရနိုင်တယ်လို့မမေပြောချင်ပါတယ်ရှင်အဲ့တော့မမေရဲ့ video လေးကိုဘူးဒုဒအနေနဲ့ပဲကြည့်ပေးပါအာမေးချင်တဲ့မေးခွန်းလေးတွေကို CP မှာပို့ထားနိုင်မှာဖြစ်တဲ့ ြောင့်မလို့ဘုဟုတုတအနေနဲ့အာမတိတဲ့တူတွေကို ပြန်ပြီး sharing ပေးတဲ့ video ဖြစ်တဲ့တကြောင့်ဘုဟုတုတအနေနဲ့ပဲကြည့်စီချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့မှတ်မိပါဒီ video လေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ်မြင်ကိုခံစားချက် ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင် 刚到你也来批八字先。